အားလုံးမမေ့လာပါခင်ဗျာအခုကျင်တော့ရန်ကုန်မှာခူရောင်မုတ်ဒီရန်ကောင်းနေဆိုတဲ့မက်ဖြူခူရောင်မုတ်ဒီဆိုင်လေးကိုရောက်နေတာပါဒီဆိုင်လေးဟာဆိုင်ဖွင့်တက်တန်းအပြင်ဆိုရင်9နှစ်10နှစ်ဝန်းကျင်လောက်တော့ရှိနေပါပြီဆိုင်မှာခူရောင်မုတ်ဒီအပြင်တခြားမန္တလေးအစားအစာလေးတွေအကျော်ဆုံးနဲ့အချိုပွဲလေးစုံနေအောင်ရပါတယ်ဒါတော့စားပွဲပြင်ဆင်နေနေရပါဆိုင်မှာသုံးတဲ့ကုန်ချမ်းတွေဆိုရင်လည်းမန္တလေးကနေအကုန်မှာပြီးသုံးတာလို့သိရပါတယ်ခူရောင်မုတ်ဒီအတွက်မုတ်ဖတ်ထဲကိုငံပြားကြီးထည့်ပြီးတာနဲ့ပဲမုတ်ထည့်ပါတယ် ချက်ပြုတ်ရီထဲတယ်။စီဝါထဲတယ်။စီနီထဲပါတယ်။မြုပ်ကြီးကျော်ထဲတယ်။ပဲဒီထဲပါတယ်။ကော်ဘီထဲတယ်။နနမင်ထဲပါတယ်။ငပယ်ထဲတယ်။မပဲကျော်လေးထဲပါတယ်။ကိုရာမုတ်တီလေးပြင်လို့ပြီးပါပြီ။အန်ဒလီမုတ်တီတွေမုတ်ဖတ်ထဲကိုငပြားကြီးထဲတယ်။ပဲမုတ်ထဲပါတယ်။ချက်ပြုတ်ရီထဲတယ်။စီနီထဲပါတယ်။စီချက်ထဲတယ်။ငပယ်လုံးထဲတယ်။ကျက်သားထဲပါတယ်။မုတ်တီပြင်လို့ပြီးပါပြီ။ ဖယ်လုံးပိတ်ဆွယ်ဟင်းရည်တွေငဖယ်လုံးထည့်တယ်ပိတ်ဆွယ်ညက်ထည့်ပါတယ်နန်းနယ်မင်းနဲ့အကျွတ်ကျော်ထည့်ပါတယ်ဟင်းရည်ထည့်ပါတယ်အကျော်ဆိုရင်လည်းမာမလက်လက်ဆက်ဆက်ကူလို့ကျော်ပေးတာပါမန္တလေးထမင်းတို့တွေထမင်းနဲ့ငံပြားကြီးထည့်တယ်ပဲမုတ်ထည့်ပါတယ်ဘသူကြောင့်မုတ်ထည့်တယ်မြေပဲထည့်ပါတယ်ပဲပုတ်ထည့်တယ်စီချက်ညီထည့်တယ်ပကြီးကြီးထည့်ပါတယ်ပြီးတော့တေချာနေပါတယ် ုံစံွယ်လေးနဲ့ထည့်ပြီးတော့ပကံပြားတွေကိုမောက်ထည့်ပါတယ်။အခုဆိုရင်တော့ကျွန်တော်တို့မှာထားတာလေးတွေအကုန်ဆုံးရပါပြီ။ဒါကတော့ကျွန်တော်မှာထားတဲ့ခိုးတော်မုတ်တီတုံးလေးပါ။ဒါလေးကပိတ်တိချင်းနဲ့ဟင်းကြိုပါ။ကဖယ်လုံးပိတ်ဆိုဟင်းကြို။ဒါကတော့ကျွန်တော်တကယ်ချင်းမှာထားတဲ့မန္တလေးမုတ်တီနဲ့ဟင်းကြိုပါ။ဒါကတော့ကြက်ဥကြုံနဲ့မန္တလေးထမင်းတုံးလေးပါ။ဒါလေးကမပဲကြော။ဒါကတော့အချိုးပွဲအတွက်ဂျုံကြိုနဲ့လက်ဖက်ရည်ပါ။ခိုးတော်မုတ်တီလေးကိုတည်ချနေပါတယ်။ စားပါပြီ။သူ့ရတာလေအဆက်ဟက်တဲ့ပြီးတော့ဘဲမုတ်စီစီပန်ပန်လေးနဲ့စားလို့ခေါင်ပါတယ်။ဟင်ဂျိုလေးတောက်ပါမယ်။သူ့ဟင်ဂျိုလေးကလည်းတောက်လို့အဆင်ပြေတယ်။မဘဲဂျိုလေးစားပါမယ်။ပဲပဲကြော်လေးရလေလက်လက်ဆက်ဆက်ကြော်ထားလို့လည်းမသိဘူးပူပူလေးနဲ့စားလို့ကောင်းတယ်တို့စားရတဲ့အချိန်ဆိုရင်လည်းလုံးဝအတက်ပဲ ဘဲဒီရှင်လေးထည့်စားပါမယ်။ကိုရောမုတ်ဒီကလည်းဘဲဒီရှင်လေးနဲ့တကယ်ကိုလိုက်တာပါ။ကျွန်တော်တကယ်ကြီးကတော့မန္တလေးမုတ်ဒီစားဖို့အတွက်လိုရာလေးတွေထည့်ပြီးတော့တရားနယ်နေပါပြီ။ဆွဲပါပြီ။ကျွန်တော်လည်းသူ့မုတ်ဒီလေးကိုနည်းနည်းမြည်လိုက်ပါအောင်မယ်။မန္တလေးထမင်းတုပ်လေးစားပါမယ်။သူရတာလေးရတယ်ပဲပုံနဲ့တင်းတင်းလေးနဲ့ထိမိနေတဲ့ရတာလေးပါအဆက်ဟက်တယ်ပြီး စားလို့ခေါင်းပါတယ် ရဖယ်လုံးပိတ်ဆွဲဟင်းကြိုလေးတောက်ပါမယ်ဟင်းကြိုလေးရလေချူချူမှွန်းမှွေးလေးနဲ့တောက်လို့ကောင်းပါရဲ့သားတောက်လို့ပြီးသွားပြီဆိုတော့အချိုသေးပါအောင်မယ်ဂျုံဂျိုတဲကိုအုံတို့ရည်လေးဖမ်းပါမယ်ဒီချက်မှွေးပါမယ်ဟုံးပြီးထဲမယ်တောက်ပါပြီ ဂျုံဂျိုရတာလေးရတယ်အချိုနေတော်လေးနဲ့အစိမ့်ရတာလေးပါတော်တော်လေးကိုတောက်လို့ခောင်းပါတယ်အဖေလေးတောက်ပါအောင်ပဲအဖေရတော့လေအကြနေနေများတဲ့ဘက်ကိုသွားပါတယ်အဖေလက်ရအောင်တော့တိတ်မကြိုက်ပါဘူးကျွန်တော်တို့ပဲခိုးတော်မုတ်ဒီနဲ့မန္တလေးအသားစာလေးတွေစားကျင်နေဆိုရင်တော့တကုံမျိုးနဲ့ရောမင်းကြီးလမ်းမှာဖွင့်ထားတဲ့အခုဆိုင်လေးမှာသွားစားကြည့်ဖို့ recommend ပေးလိုက်ပါတယ်အဆုံးထိကြည့်ရှုပေးကြလို့အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ